ပခုတ်ကူမြို့နယ်အတွင်းပြီးခဲ့တဲ့အရေတက်ကာလဇွန်လကနေအောက်တိုဘာလအထိကမ်းပြိုမှုကြောင့်နေအိမ်တွေရွှေ့ပြောင်းခဲ့ရတဲ့တင်ကုန်းကျေးရွာဒေသခံတွေဟာပြန်လည်တိဆောင်ရေးအခက်အခဲတွေရှိနေရလို့သိရပါဗျ။လက်ရှိမှာမြေကြီးကျဆင်းသွားတဲ့အတွက်ကမ်းပြိုမှုရပ်တန့်သွားပြီးနေအိမ်ရွှေ့ပြောင်းထားသူတွေဟာနေဆက်ရောင်မှာမှီခိုနေထိုင်နေရတယ်လို့သိရပါဗျ။ရွာကအိမ်30ကျော်နဲ့ဘုံကြီးကျောင်းရွှေ့ပြောင်းထားရတယ်။အိမ်တွေကတော့ဖျက်ပုံပြီးလူတွေကနေဆက်ရာနေရတာပေါ့။ ။ဦးစင်းចောင်းကဇရဲနေရာကျန်သေးတယ်။ပင်မចောင်းကတော့ဖျက်ထားရတယ်။လက်ရှိဇရဲမှာပဲနည်းနည်းပြင်ဆင်ပြီးနေတယ်။မြို့နယ်ကတော့လာကြည့်သွားတယ်။ညနေရာချပေးမယ်ပြောတယ်။ဒီဆောင်တော့ရွာမှာပဲ။နောက်နေ့ရေမလာခင်တော့ចောင်းပြအောင်စီစဉ်ရမယ်။အခက်အခဲကတော့အဆုံကိုကြုံနေရတယ်လို့တိန်ကုန်းကျေးရွာကဇရဲတော်ကမိန့်ပါတယ်။ရရီမြင့်ရတိုင်စားမှုကြောင့်ပခုတ်ကိုမြွတ်နယ်မြင်းကျွန်းကျေးရွာအုပ်စုကမြင်းကျွန်းတန်ကုန်းကျေးရွာတွေကမ်းပြုံမှုတန်းခန်းစားရပြီးမယိုးကုန်းကျေးရွာမှာလည်းကမ်းမနဲ့နီးကပ်လာပြီဖြစ်တယ်လို့သိရပါဗျ။